ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ဘက်ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်နဲ့ဂျပန်နိုင်ငံတောင်ဘက်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းတောင်တရုတ်ပင်လယ်မှာအစပြိုးလာတဲ့လေဝေလိုင်းတို့ရဲ့တက်ရောက်မှုကအာရေဗျပင်လယ်၊ဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ပြင်တွေမှာအနောက်လေဆီကြောင်းကိုပုံမအားကောင်းစေပြီးအနောက်တောင်မုတ်တုံလေကိုလည်းပုံမအားကောင်းလာစေတာတွေ့ရပါတယ်။လက်တလုံးမြန်မာနိုင်ငံဘက်ကိုဝင်နေတဲ့အနောက်တောင်လေးစီးကျောင်းနဲ့မုတ်တုံမိုးတွေကသခိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာမိုးအားပိုကောင်းလာနိုင်ပြီးတပြည်လုံးမှာတော့ဇူလိုင်လပထမပတ်အထိနေသားချိန်အနည်းငယ်နဲ့မုတ်တုံမိုးအနည်းငယ်မှအတင်းအတင်းဆက်လက်ရွာသွန်းနေမှာဖြစ်ကြောင်းသုံးသပ်ခံမရပါတယ်မြန်မာနိုင်ငံတွင်ဇွန်လ24ရက်မှ26ရက်အထိ82နာရီအတွင်းရွာသွန်းနိုင်သည့်မိုးရေချိန်ခြေနေ ပြမြေပုံချဲ့၍ကြည့်နိုင်ပါသည် ကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းအရှေ့ကျန်း၊ရန်ကုန်တိုင်း၊တောင်ပိုင်းအရှေ့ပိုင်း၊အေရဝတီတိုင်းမြောက်ပိုင်းနဲ့ကံယူရန်ဒေသများမြေပုံမှာကြည့်ပါ တို့တွင်မိုးရေချိန်ရရှိမှုပိုများနိုင်ပြီးကျန်းပြည်နယ်တိုင်းဒေသများမှာမိုးရေချိန်လျော့နေရရှိနိုင်သည်ကိုတွေ့ရပါမယ်။